အားလုံးပဲမင်္ဂလာပါကျွန်တော်တို့အောက်တိုဘာ24ရက်နေ့ကမ္ဘာအနောက်ဆုံးသတင်းတွေနဲ့တင်ဆက်ဆွေးနွေးကြည့်ရအောင်အဒီအဓိကအရေးတစ်ခါဆွေးနွေးရမှာကတော့ကိုလံဘီယားနဲ့ US ဂျာကပြဿနာတွေကိုတင်ဆက်ဆွေးနွေးတော့မှာဖြစ်ပါတယ် alright အချက်လောက်နော် okay ဒါဆိုတော့ဘာကြောင့် US နဲ့ကိုလံဘီယားအချာကပြဿနာဖြစ်တာလဲဒါကိုကျွန်တော်တို့အရင်ဆုံးမေးခွန်းမေးရမှာပေါ့နော်ဘာကြောင့်လဲအခု Venezuela နဲ့ပြဿနာဖြစ်တဲ့ ဖြစ်ပြင်းလာပိုင်းမှာကိုလံဘီယာနဲ့ဖြစ်တယ်ဆိုကိုလံဘီယာနဲ့ဗင်နီဇွဲလာဆိုတာကလုံးဝအင်္ဂလိပ်ချင်းဖြစ်နေတယ်ကပအမှုရေးဆေးဝါးဆိုတာကဗင်နီဇွဲလာကနေလာတယ်ကိုလံဘီယာကနေလာတယ်အဲ့ဒါကြောင့်လေဒိုနယ်ထရမ့်ကဗင်နီဇွဲလာဖက်မှာသွားပြီးမှမူရီစေဝါနေနေရေးကိုမစ်ရှင်ဆောက်လုပ်ခဲ့တာပေါ့အဲ့ဒါကိုဆောက်လုပ်ရင်းနဲ့ ဗင်နီဇွဲလာတမရကလာတင်အမေရိကတွေကိုဗင်နီဇွဲလာဖက်မှာယက်တီဖူရန်အတွက်တောင်းဆိုခဲ့ပါတယ်။အဲဒီနောက်ပိုင်းမှာကိုလံဘီယာဖက်ကလည်းဗင်နီဇွဲလာဖက်ကိုယက်တီပေးတယ်ပေါ့ဗျာ။ကမ်ထရမ်ကအခုလိုမျိုးလှုပ်တာကနိုင်ငံတကာဥပဒေကိုချူဖောက်တာပဲအဆိုပြီးမှထရမ်ကိုဆွဆွေးခဲ့ကြတယ်။နောက်ဆုံးကိုလံဘီယာရဲ့တမရကဘလောက်ထိတောင်း US ကိုဆွဆွေးသွားလာဆိုတော့ဒေါ်နယ်ထရမ်ကိုတပ်ဖြတ်တဲ့ထိတောင်း ချင်းချောက်လာတာပေါ့ကိုလံပီးယားသမရကဒွန်ဒယ်ထရမ့်ကိုတပ်ဖြတ်နေတိတော့ချင်းချောက်လာတယ်။ Okay ဒါဆိုတော့ဒီကိုလံပီးယားသမရနဲ့ထရမ့်ကြားအဒီကပြက်နာခါဘာလို့ဖြစ်ပျက်ခဲ့လဲဆိုတော့ကျွန်တော်တို့ကြည့်သွားမှာဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုစိတ်ဝင်စားရဲဆိုတော့ YouTube မှာလည်း subscribe လုပ်ပေးချင်အပ်ပေးလို့ရပါတယ်ပေါ့နော်။ Okay ဒါဆိုတော့ကိုလံပီးယားသမရနဲ့ထရမ့်ရဲ့အကြအဓိကပြက်နာအချစ်ရှိအောင်ကိုလံပီးယားသမရက best show ဖြစ်တယ်ပေါ့နော်။ ဒီကိုလမြတ်သမရပက်ထရိုကိုအမေရိကစစ်တပ်တွေကဒီဟိုကာရဘီယံပင်လယ်ထဲမှာစေချောက်စေချောက်တေးဆောင်နေတဲ့ဆူမီမာတန်တရားရှိတဲ့ဆေးလေးတွေကိုဘုံကျေးပလိုက်တာပေါ့တော့အခုဆိုတော့အဲ့ဒီတင်ဘိုတင်ဘိုအငေးစားလေးတွေပေါ့တင်ဘိုဆေးလေးတွေပေါ့ဗျာအဲ့ဒီဆေးလေးတွေကိုအမေရိကကပစ်ကပ်ပြီးမှတိုက်ခိုက်တာဆိုတော့အခုဆိုတော့ခုနှစ်စီးလောက်ရှိနေတယ်အကြီးစားတွေရောအသေးစားတွေရောခုနှစ်စီးလောက်ဖြစ်နေပြီ so အဲ့ဒီ caribbean ရဲ့ပြည်နယ်ထဲမှာအမေရိကကအဲ့လိုမျိုးမွေးစေဝါနေနေရေလောက်တာကိုကိုလံဘီယာတမရကမကြိုက်ဘူးတမရက trump ကအခုလိုမျိုးလောက်တာကအပီပီဆိုင်ရာဥပဒေကိုချူပေါက်တာပဲဆိုမှပြင်းပြင်းထန်ထန်ဝေဖန်ခဲ့တယ်ဒါတော့မကဘူးဒီကိုလံဘီယာရဲ့ငါဖန်တမားကူပါ trump ကတပ်ဖြတ်တယ်ဆိုမှ trump ပေါ်မှာဆွဆွေးလာတယ်ပေါ့နော်တော့တကယ်တော့လေဒီ trump က caribbean ပင်နေပေါ်မှာမွေးစေဝကိုင်းသမားတွေကိုနှင်းနေနေတဲ့အချိန်မှာကိုလံဘီယာရဲ့ငါးဖားသမားကိုတကယ်လဲအာထိခိုက်ပြီးမှအသေးဆုံးသွားတာလည်းတွေ့ပါတယ်ပေါ့တကယ်လဲဒါကတော့တကယ်ဖြစ်မှန်ပေါ့အဲ့ဒါကိုကိုလံဘီယာသမားကအကြောင်းပြပြီးမှဒေါ်နယ်ထရမ့်ကကဲဒီကဲရီဘီယံပင်နေတွေမှာလာပြီးမှမွေးစေဝကိုင်းတွေကိုနှင်းနေရေလောက်တာကအပိပိဆိုင်ရာဥပဒေကိုချုပ်ဖောက်တာပဲကျွန်တော်တို့ရဲ့ကိုလံဘီယာငါးဖားသမားတော်တွေသွားတယ်ဆိုမှဆွဆွေးလာတယ်အဲ့ဒီဆွဆွေးရဲ့ အမတ်ချက်လို့ပြတော့လောက်ပြီးတာတော့မှကိုလံပြတ်တမရာကိုတရီမီဒီယာတွေကမေးသေးတယ်။မင်းရဲ့လောကဒိုနယ်ထရမ့်နဲ့တိုင်ပင်နိနေဆွေးနွေးဖို့မဟုတ်ဘူးလား။ပါဘလိုထရမ့်ကိုပဲဝေဖန်ချိချောက်နေရတယ်ဆိုမှမေးတယ်ပေါ့တရီမီဒီယာကကျွန်တော်ဗီဒီယိုကလည်းပြောပြမယ်နော်မ။အဲ့ဒီကိုလံပြတ်တမရာကထရမ့်ကိုတန်တည်တယ်။တထရမ့်ကိုဖေရှားဖေရှားတင်တယ်။ Get rid of him ပေါ့နော်။အမျိုးမျိုးဘာသာအမျိုးမျိုးအတိပေးဖွင့်ဆူလို့ရတယ်။အောက်ထီတော့ပြောလား။ ထရမ့်ရဲ့အသက်ကိုပါချိန်ချောက်လာတယ်ပေါ့ကိုလံမြက်ကအဲ့ဒီတော့ဘာမှမဒိုနယ်ထရမ့်ကတော်တော်လေးစိတ်တူပြီးမှဒီကိုလံဘီယာတမရာပက်ထရိုကတကယ်မူရစီဝါခေါင်းဆောင်ပဲဆိုမှဒိုနယ်ထရမ့်ကပြန်ဆွေးနေတယ်ဒါတော့မကဘူးသူကတကယ်ဆောက်ယူဖြစ်ဆောက်ယူဖြစ်တယ်ဆိုမှထရမ့်ကပြန်ပြောသေးတယ်ဆိုတော့အခုကိုလံဘီယာမှာပေးနေတဲ့စီရဲအကူငွေငွေချေးဒေါ်လာတန်400ကျော်ကိုလေထရမ့်ကချက်ဖို့ ချိန်ချောက်ခဲ့တယ်ပေါ့နော်ကိုလံဘီယာကအမေရိကရဲ့အကူအညီတွေများကြီးယူထားတဲ့နိုင်ငံဖြစ်နေတယ်ဆိုတော့အဲ့ဒီကိုလံဘီယာပေါ်မှာလည်းဒီအကူအညီပေးတာတွေကိုဒိုနယ်ထရမ့်ကရက်တက်ဖို့ပြောလာတယ်အခွင့်ကိုလည်းတဖန်ပြန်လေပြီးမှပြန်ကောက်ဖို့လုပ်လာတယ်ပေါ့နော်အဲအဲ့ဒါကဒိုနယ်ထရမ့် ਨੇ ကိုလံဘီယာရဲ့တမရအဓိကပြည်ထနာကအဲ့ဒါလည်းစစတာပဒါကအဓိကပေါ့နော်ဒါပေမဲ့တကယ်အရှိမင်းတွေကိုသွားကြည့်မယ်ဆိုတော့ဗင်နီဇွဲလာရဲ့ဖြစ်အပ်မှုလေးစပါတယ်ပေါ့ ဗင်နီဇိုလာဖက်ကကိုလံဘီယာကိုကျွန်တော်တို့ဖက်ပါပါနော်အခုဒိုနယ်ထရမ့်ကဗင်နီဇိုလာဗင်နီဇိုလာကိုမီးစေဝအရင်မြင့်တစ်ခုဖြစ်ဆွဆွေးနေတယ်စီရရဖြစ်အောင်ပင်းနေတယ်ဆိုတော့ကျွန်တော်တို့ဗင်နီဇိုလာနေအနေနဲ့နော်လာတင်အမေရိကတွေကနော်ယက်တီပေးတဲ့နေဆုမှာဗင်နီဇိုလာသမရကလည်းအခုကြီးတောင်းနေတယ်ပေါ့ဗျာအဲ့ဒီနောက်ပိုင်းမှာကိုလံဘီယာသမရပက်ထရိုကလည်းထရမ့်ကိုကန့်ကွက်လာတယ်ဗင်နီဇိုလာဖက်မှာယက်တီပြီးမှပဲတော့ထရမ့်ရဲ့လုပ်ရက်တွေကို ရှုတ်ချလာတယ်ပေါ့စီရချင်းစီရချင်းချောက်မှုမျိုးကိုမလို့တင်မှုစမှာပင်ပင်ထန်ထန်ကောက်ကွက်ခဲ့တယ်ဆိုတော့ကိုလံဘီယာရဲ့စစ်တပ်တွေကလည်းအမေရိကရဲ့ဗါလဲဗင်နီဇွဲလာကျူးကျော်မှုကိုအာလုံးဝလက်ခံမှာမဟုတ်ဘူးဆိုပြီးမှကိုလံဘီယာရဲ့သမ္မတကပြောပါတယ်အာကိုလံဘီယာသမ္မတကဗါလဲအမေရိကကဗင်နီဇွဲလာအပေါ်မှာစီရချင်းချောက်မှုကိုလုံးဝအရှုတ်ချတယ်ကောက်ကွက်တယ်ပြီးတော့ဗါလဲအမေရိကကဗင်နီဇွဲလာကိုတကယ်လို့အများကျူးကျော်မယ်ဆိုတော့ လုံးဝထောက်ခံမှာမဟုတ်ဘူးဆိုမှပြောလာတယ်။အဲ့ဒါကြောင့်လေဒီဗင်နီဇွဲလာရဲ့တက်သားတတောင်းနဲ့ငါးထောင်ကျော်ကိုကိုလံဘီယာမှာနေရာချခုပေးရတာပေါ့။ကိုလံဘီယာတော့ဒီကိုကိုလံဘီယာတမရကကေဒါစင်တော့ကိုလံဘီယာတမရကဘာလို့ပြောပြခဲ့လဲဆိုတော့ဗီဒီယိုချစ်ချင်အောင်။အစောကျွန်တော်တို့တော့အခုအစင်တော့ဗင်နီဇွဲလာနဲ့ကိုလံဘီယာကကိုလံဘီယာနဲ့ပေါင်းပြီးပါပေါ့။ပေါင်းပြီးပါ Trump ကိုရန်စရာနေတော့တာပေါ့နော်။ jetzt ist ja tensions in the region are rising so we see no cambiar a me kun galu be your mission is not to change trump kamya ye mission ka trump ko pyang le phu mho bu no da mae kamya ye mission ka donald trump ko tai pisu nu bu phit de mho bu la so ma tri media ka me ne de bo venezuela tamra ka di kaung venezuela tamra ka တတတော်လေးတော့လူအာတတော်လေးတော့ပြောပြောလဲ ကောင်းပါတယ်ပုံပေါက်တယ်ပေါ့သူ style သူပြောစူလူဆိုရလဲတော်တော်လေး gangster ဆန်တယ်တကတော့တစ်ဖက်မှာကြည့်ရင်လည်းတဘောကျဆန်လည်းကောင်းပါတယ်ပေါ့နော်တတိရှိတယ်ပေါ့ဗျာ commission es buscar la mejor negociación posible so me ye mention ka best negotiation possible atan nai so tan pi suinu ya me mho bu la so pyo de bo para los millones de colombianos que dependen de esos empleos no pero eso edi colombia တန်းနေချီပြီးမှပဲ US ရဲ့အကူအညီထောက်ပံ့ economy ကိုပဲမြှုပ်ခွာထားခဲ့တာဆိုတော့ပြောနေတယ်ဒါကပြောနေတယ် humanity ကလူသားချင်းစာနာမှုကပထမအုပ်ဆုံးပါတဲ့ it is to change some trump ကိုယ်တိုင်ကပြောင်းလဲရမှာတဲ့ venezuela အုပ်စုကလမ်ဘီယာတမရက trump သူ့ကိုယ်သူပြောင်းရမှာတဲ့ Puede ser por el mismo Trump, la más fácil.

စကားလို if not get rid of trumps trump ကိုရိုင်းကမပြောင်းလဲခြင်းဘူးဆိုရင် trump ကိုပဲ get rid of like ဖေချလိုက် tube လိုက်ဒါကအဓိပ္ပာယ်မျိုးမျိုးကောက်ယူလို့ရတယ် trump ကိုပဲတပ်ဖြတ်လိုက်ဒါမှမဟုတ်ပဲ trump ကိုပဲဖေချလိုက်ဒါမှမဟုတ်ရင် trump ကိုပဲ kick out လုပ်လိုက်လုံးလုံးခင်ဗျားတို့ကြိုက်တဲ့ပုံစံနဲ့အဓိပ္ပာယ်ကောက်လို့ရတယ်ပေါ့အဲ့လိုပြောသွားတာသူကဆိုတော့သူကိုရိုင်းကလည်း trump ကိုမင်းချင်းချောက်လာတယ်ဆိုတော့ ထရမ်ကဘာပြောပြထရမ်ကရောဒီကိစ္စနဲ့ပတ်သက်ပြီးမှဘလို့တုံ့ပြန်ခဲ့လဲဆိုတော့ကိုဗီဒီယိုပြမယ် What is the latest on Trump's part? Okay. Da ga ro Colombia ye tamra ga Donald Trump ma chaw ne patat pi ma pyo daw le kaisa. Da so no chinaw ro Trump ga aw di kaisa ne patat pi ma ba lo pyo khe le chi chi yaung. change, he thinks that people should get. What, what you about now? Just tell her, no? He on the interview, said that if you won't change, he thinks that people should get. What, what y'all getting about now, Columbia, the country, not the university, go oh. ahead, he said what? He said that if you won't change, then perhaps you need to get rid of. of well, he said, uh, so. Kuna uh, tu piore, me kun ma, interview ma, Columbia tamara ka pionere. ကိစ္စအကြီးကို journalist တမကတော့ Trump ကိုပြန်ပြန်မင်းနေတယ်ပေါ့ကဲကော်လံဘီယာတမရအကြီးကခမရကိုအဲ့လိုအဲ့လိုပြောသွားတယ်ဒါကိုချင်းချောက်တယ်လို့ထင်သလားဆိုမှပြန်မင်းတယ်ပေါ့ bad guy he's a guy that is making a lot of drugs well he's a thug and bad guy he's a guy that is making a lot of drugs we've just as of today stopped all payments going to colombia so trump ကပြောနေဒီ colombia တမရကလုံးဝလူစုပဲဖြစ်နေတယ် bad guy ဖြစ်နေတယ်သူကရင်ကလည်းမွေးစေဝါရအများကြီးလုပ်နေတယ်တမရဖြစ်နေတယ်ဆိုတော့ဒီ colombia မှာအကူအညီမှန်တဲ့အားလုံးကိုကျွန်တော်တို့ကရပ်တန့်နေပြီဆိုမှ trump ကတော့ပြောလာတယ် colombia also school colombia now we said we made a settlement with him but uh now he's a thug and he's a bad guy and he's hurt his country very badly. They're doing very poorly, Colombia. They make cocaine, they have cocaine factories. So Trump got ruined there. Di Conga to get Lusu Bere. Di Tunanga Gunachi on the loan there. Colombia ma. The banks are only good loan in Jarasa, but Trump got Biola. They grow all sorts of crap, the drugs, bad drugs coming into the United States goes generally through Mexico. And so, uh, the Colombia can have US go there. မူရီစေဝါနဲ့ပူနေတယ်အထူးသဖြင့်ကိုလံဘီယာကနဲ့တဆင့်မက္ကဇီကိုမက္ကဇီကိုကနဲ့ US ပူလာတယ်ဆိုမှချုပ်ကပြောနေတယ်ပေါ့ဆိုတော့မက္ကဇီကိုက US နဲ့နီကဆုံဆိုတော့မူရီစေဝါမှန်တမရကွာဗင်နီဇွာလာတို့ပေါ်တိုရီကိုပေါ်တိုရီကိုတို့ကိုလံဘီယာတို့ကလာနေတဲ့မူရီစေဝါတွေကမက္ကဇီကိုမှာမက္ကဇီကိုကနဲ့တဆင့်မူလာကြတယ်ပေါ့ You better watch it. It will take very serious action against him and his country. His Trump ကပြောနေတယ်။ "तू တရီထားဖို့ပဲ he better watch" ။ကောင်းကောင်းလေးတရီထားဖို့လေဦးတယ်။ဒါမှမဟုတ်ကျွန်တော်တို့ကလုံးဝ serious action ပေါ့။တော့ကြီးကြီးမားမားလုပ်ရက်တွေကိုလှုပ်ဆောင်နိုင်မယ်ဆိုမှဆောက်ကောပြောလာတယ်။ what what he has led his country into is a death trap ဆိုတော့သူကြည့်ပါဦးတယ်သူနိုင်ငံကို a death trap အကျွေးမီထောက်အကျွေးကျွေးမီထောက်ထောင်6ထဲမှာဥဆောင်လာတယ်ဆိုမှပြောလာတယ်ပေါ့နော် debt trap tema? Please. Okay, Dakar or Donald Trump pick up Tumpian Nigisa. That's on the channel of Nia Dina Lugupia Piamano. Drink manufacturing machine, Columbia, and we're not going to be part of it. So we're going to drop all money that we're giving to them. They ha- it has nothing to do with them stopping drug production and you look at the fields, the fields are loaded up with drugs and they refine the drugs and they make tremendous amounts of cocaine and they send it all over the world and they destroy families. Now, Colombia is out of control and now they have the worst president they've ever had. He's a lunatic who's got a lot of problems, mental problems. So I'm going to be there. He's a lunatic. Oh, Colombia tomorrow go so you pin it. Mental health, mental health problem. Yeah, say pain sa yan ပြဿနာရှိနေတယ်ဆိုတော့ Trump ကပြောနေတယ်ပေါ့နော်ဆိုတော့ Venezuela သမ္မတကို Trump ကပါလဲ lunatic a you a you a you လို့ခေါ်တယ်ပေါ့ဆိုတော့တေချာလာတစ်ခုကတော့ Trump က Venezuela ရဲ့သမ္မတ Venezuela sorry Colombia ရဲ့ကိုယ်ကြီးထောက်ပံ့မှုအားလုံးကိုညှက်တက်သွားမှာဖြစ်တယ်ဆိုတော့ Trump ကတော့ပြောနေပါတယ်ဆိုတော့ Colombia ကလည်းအရင်ကတော့ အများကြီး US ရဲ့ကုမ္ပဏီထောက်ပံ့မှုကိုပဲမိကိုအားအကူထားတဲ့နိုင်ငံဖြစ်နေတယ်ဆိုတော့ခုလိုမျိုးနော်ကိုလံဘီယာပေါ်မှာအကူအညီတွေအားလုံးရပ်တန့်သွားတာကတော့ကိုလံဘီယာပြည်သူလူထုအတွက်တော့တော်တော်လေးတော့တနာဆန်ကောင်းကြတယ်ပေါ့ဒါဆိုတော့ဒီကိစ္စနဲ့ပတ်သက်ပြီးမှကိုလံဘီယာတမရာကထရမ့်ကိုချင်းချောက်ပြီးနောက်ပိုင်းမှာဗင်နီဇိုလာရဲ့ကာကိုယေဝကြီးချုပ်ကဒီကိုလံဘီယာကိုဘက်အပ်လုပ်တယ်ပေါ့နော်ကိုလံဘီယာတမရာကိုရည်တည်ပေးတယ်ပေါ့ဗျာအော်လုံးဝမှန်တယ် Gen rot kukum ja pikéme se no bang a bang a lo méi woga se la. Eno go engelle Pionebar e da bole enji a lo de la. By the way, Venezuela ka ku gu Trump gu piachin chao la rae bono. Trump ka jano ro gu chai me seno, jano ro le chao ka gu ye dong jeru nga thong zho shi le su ma, တရဒဒတရဒကြေပေါလေချောငးကောကကရေးစနစဒကြေရောကကတေက forces The people of Colombia must know that they can count on the moral and physical support on this side. and under deployment in our territory တော့ကာကွယ်ရေးဝန်ကြီးကပြောလာတယ်တကယ်လို့အများ US ကလာပြီးမှကျွန်တော်တို့ကိုတိုက်ခိုက်နေပဲဆိုရင်ပေါ့ကျွန်တော်တို့ Venezuela အနေနဲ့လည်းနေဆက်ပိုင်းမှာနော် Colombia ကိုလုံးဝအကူအညီမယ်နော် physically ဘာငါအဆအဆုံပေါ့ဗျာအစီရေးရဘာငါအကုန်လုံးကျွန်တော်တို့ Venezuela က Colombia ဖက်ရက်တီမယ်ဆိုမှပြောလာတယ်ပေါ့နော် all friends all friends that mm. to the next from so do yeah အခြေခံအဖြစ်သူပြောတာအများကြီးရှိတယ်ဆိုတော့အခြေခံအဖြစ်တော့အခု Venezuela ဖက်ကလည်းတကယ်လို့အများ US ကကျွန်တော်တို့ကိုရုတ်တရက်ကြီးဝင်လာပြီးမှတိုက်ခိုက်မှာဆူးလို့ဆိုပြီးမှလည်းအခုသူတို့ဖက်ကလည်းအကုန်လုံးပြင်ဆင်နေကြတယ်ပေါ့နော်မနေ့တနေ့က US ရဲ့ပြင်ဆင်မှုကိုလည်းကျွန်တော်တို့ပြထားပြီးပြီမကြည့်သေးဘူးသွားကြည့်ပါ US က Venezuela ကိုတကယ်တိုက်ခိုက်တော့မှလားဆိုပြီးမှကျွန်တော်ခေါင်းစင်တက်ပြီးမှပြောထားတာရှိတယ် လေချောင်းကအစရေချောင်းကအစ on the ground ကအစတိုက်လေရင်ကအစတင်ဘိုကအစ helicopter ကအစကုန်လုံးပြစီမှုကျွန်တော်ပြောပြထားတယ်ဗီဒီယိုနဲ့တကွပေါ့နော်အခု Venezuela ဖက်ကလည်းလိုပါပဲဆိုတော့အမ်အဓိက Colombia ဝင်ပါတယ်ဆိုတာကလည်းအဲဒါရီစီရဲချင်းဆိုအဓိကကိုလံဘီယာဝင်ပါတယ်ဆိုတာကလည်းဗင်နီဇူလာရဲ့ အကူကြီးတောင်းအကူကြီးတောင်းဆိုမှုကြောင့်ဖြစ်သွားတာပါပေါ့ဆိုတော့ so, Trump ကတော့သူတို့နိုင်ငံကိုသွားပြီးမှတိုက်ခိုက်မယ်ဘာငြရတယ်ဆိုတာမျိုးတော့မရှိပါဘူးခုထိတော့ဒါပေမဲ့ဒီမူကြီးစေဝါနဲ့ပတ်သက်ပြီးမှတော့သူတို့ကတိုက်ခိုက်နေစေဖြစ်နေတယ်အဲ့ဒါကိုသူတို့ကလုံးဝမကြိုက်တာပေါ့ပေါ့ဒါမဲ့လူတော်များများကပြောနေကြတယ် Venezuela လူတော်များများဆိုတာကကပနိုင်ငံကျော်တွေကပေါ့နော်ဟိုနိုင်ငံကြီး expert တမားတွေဟောဒီလိုဒီလိုပြောတယ်အများကြီးပေါ့ဗျာ ဆိုတော့ဗင်နီဇွဲလားကိုခုလိုမျိုး US ကဖျားပေးတာကဗင်နီဇွဲလားရဲ့ regime change လို့ခေါ်နေတဲ့အစုရအပြောင်းလေးအစုရအပြောင်းလေးကိုလှုပ်ချင်တာတဲ့ Trump ကဘာကြောင့်လဲဆိုတော့ Trump ကိုယ်တိုင်ကပြောနေတယ်ဗင်နီဇွဲလားကိုတောင်းဆိုတာနှမျိုးရှိနေတယ် main democracy ကိုပြန်ခေါ်ပြန်သေးယူခဲ့ပါမွေးစေဝါကိုရတ်တပ်ပါဗင်နီဇွဲလားတိုင်းနဲ့ချီပြီးမှကျွန်တော်နိုင်ငံကိုမပူနေတော့ဆိုမှ အချက်၃ချက်လောက်တော့ကဗင်နီဇိုလာတမရအချီကိုတောင်းဆိုနေတယ်ပေါ့နော်အခုဆိုဗင်နီဇိုလာနိုင်ငံကလည်းအာနာရှင်စနစ်ဖြစ်လာတာနှစ်ပေါင်း20ကျော်ဖြစ်နေပြီဆိုအဒီတစ်ခါကဒေါ်ထရမ့်ရဲ့ဖိအားကဗင်နီဇိုလာကိုအစုရအပြောင်းလဲလုပ်ဖို့ရအတွက်ဖိအားတွေပေးလာတယ်ပေါ့ဗျာအဲ့ဒါပါပဲထရမ့်ကတော့တွားပြီးမှဗင်နီဇိုလာကဗင်နီဇိုလာကိုတိုက်ခိုက်မှာမဟုတ်တလို့ကိုလံဘီယာကိုလည်းတွားပြီးမှတိုက်ခိုက်မှာတော့မဟုတ်ပါဘူးဒါပေမဲ့ အဲ့ဒီ caribbean ရဲ့ပင်လေပေါ်မှာရှိနေသမျှတင်ဘောအလုံးကိုတော့တိုက်ခိုက်မှာပဲချောင်းကတော့အခုတတော်များများကတော့အဲ့ဒီတင်ဘောပင်လေပေါ်ကနေလာနေတဲ့မူကြီးစေဝါလမ်းကြောင်းတတော်များများကတော့ trump ကတော့ပိတ်ပင်တားဆီးနိုင်တယ်အခုကသူတို့ကမေကုံးပေါ်ကုန်းမေပေါ်ကကိုကုန်းမေပေါ်ရဲ့မူကြီးစေဝါဝင်လာတဲ့လမ်းကြောင်းတွေကိုပိတ်ပင်တားဆီးပူးကျူးဆားနေတယ်ပေါ့ဆိုတော့ trump ကတော့အဲ့ဒီနာပတ်ပတ်လေလောက်မှာပဲသူ့ရဲ့ mission ကိုတောင်းပါပါ ကိုလံဘီယာကိုတော့ပြီးမှတိုက်ခိုက်မှာမဟုတ်ဘူးဒီဗင်နီဇွဲလားဗင်နီဇွဲလားကိုလည်းတော့ပြီးမှတိုက်ခိုက်မှာမဟုတ်မဟုတ်ဘူးလို့ကျွန်တော်တို့ထင်တယ်ဒါပေမဲ့အဲ့ဒီကရမ်ဘီကာရီဘီယံပင်လယ်နားကနေတကယ်လို့များဗင်နီဇွဲလားကစပြီးတိုက်ခိုက်နေမယ်ဆိုတော့ US ကပြန်တိုက်ခိုက်မှာပဲဆိုတော့ဗင်နီဇွဲလားကစပြီးလက်နက်ပစ်မယ်ဆိုတော့ဒါကတော့သွားပြီး ကိုလံဘီယာဖက်ကစာဘီလနဲ့ပြစ်မယ်ဆိုတော့ဒါကတော့ကိုလံဘီယာနဲ့အမေရိကကတော့ဒီတမရအချင်းချင်းချင်းချောက်ယူမရှိသေးတယ်ကွာဘာဖြစ်လို့အစကရေကထရမ်ကကိုလံဘီယာဖက်ကိုတော်ပြီးမှမူရီဆေဝါတိုက်ဖက်နေနေရလို့တော့ရလဲပဲဗင်နီဇိုလာထက်လောက်တော့မပင်းထန်ဘူးပေါ့ဆိုတော့တကယ်လို့မြန်ဗင်နီဇိုလာဖက်ကသူတို့ကိုလက်လက်လက်နဲ့တွေစာဘီဖောက်နေပဲဆိုတော့တမျိုးပေါ့ကဲဘာပဲဖြစ်ဖြစ်ဒါကတော့ကိုလံဘီယာနဲ့ဒီကိုလံဘီယာတမရနဲ့ဒေါ်လာထရမ်ကြားကပြဿနာကို လူရင်းတူရှင်လေးနဲ့အကျူးအကြောင်းလေးတွေကိုရှင်းပြသွားတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ alright colombia tamraka ba eh colombia လို့ကျွန်တော်ပြောတာပြောပြောပါတယ်ဘာလို့ပြောနေလို့လဲဆိုတော့တောင်ကိုရီးယားမှာ trump နဲ့ရှင်းရှင်းပင်းတွေ့ဆုံပွဲပချင်းလဲတဲ့ကျွန်တော်ထင်တယ် this weeks တင်တယ်ပေါ့နော်တောင်ကိုရီးယားမှာမကြာခင်တွေ့တွေ့ပါလိမ့်မယ်ဒီနေ့လားမနေ့ဖြန်လားမကြာခင်ပေါ့ကွာဘာဖြစ်ဘာဖြစ်လို့လဲဆိုတော့မလေးရှားရဲ့ ASEAN က October 26ကလည်းစရမှာအဲ့ဒီ October 26မှာတိုင်ခင်မှာ Donald Trump ကကိုရီးယားသွားရမှာဆိုတော့အခုက October 24ဖြစ်သွားပြီဆိုတော့ I don't know ဒီဒီတပတ်လားဒီတပတ်တွင်ဒီတပတ်တွင်မဟုတ်ရင်တော့ next week မှာ Trump ကသွားမယ်ပေါ့နော်ကိုရီးယားမှာအဲ့မှာတမရရှိရှင်ပင်းနဲ့တွေ့ဆုံပွေးလို့မယ်အရင်နောက်ပိုင်းမှာ Trump ကမလေးရှားသွားမယ်မလေးရှားသွားပြီးတော့ပိုင်းမှာဂျပန်သွားမယ်ဂျပန်ကလည်းတခြားနိုင်ငံသွားမယ်ပေါ့နော်ဆိုတော့ အာဆီယံအစည်းအဝေးကလည်းကျွန်တော်အသေးစိတ်တုံ့တက်ချက်နဲ့တကွပေါ့နော်အရှင်းပြအရာမျိုးရှိတယ်အတိုင်းပြဆွေးနွေးတဲ့အရာမျိုးရှိတယ်အဲ့ဒီဗီဒီယိုကိုလည်းမကြည့်သေးဘူးဆိုတော့ကြည့်လို့ရတယ်ပေါ့နော်ဆိုတော့တင်းတင်းမြကြိုက်တယ်ကြည်တယ်အားပေးတယ်ဩ thank you so much update ကြည့်ပဲဆိုတော့အရင်မင်းကချစ်လို့ပါ thank you so much portion appreciate that appreciate that အမြေလေးတွင်တင်ပေးတာတိရကျေးဇူးတယ်ဩ wow thank you so much guys ခုလိုမျိုးအားပေးတဲ့အတွက်ကျေးဇူးပါတယ်အဲ့ဒါဆိုတော့ ကျွန်တော်တို့နေ့လေးပိုင်းလောက်မှပဲဗောနေ့လေးပိုင်းလောက်မှပဲတခြားကမ္ဘာသတင်းတွေကို ပြန်တင်ဆက်ပေးမယ်ပြန်တင်ဆက်ပေးမယ်ဆိုတော့နေ့လေးပိုင်းလောက်မှပြန်ဆုံမယ်ခုလိုမျိုးကြီးစုအားပေးနေတယ်မြေဆွေအားလုံးပုံမှန်လဲကျေးဇူးတင်တယ်မနေ့ကကျွန်တော်တစ်ချက်လောက်မနေ့ကကျွန်တော်ဗီဒီယိုတင်ထားတာတစ်ခုရှိတယ်အဲ့ဒါပါလဲဆိုတော့တရုတ်ပြည်ကမြန်မာနိုင်ငံကိုအစုရနဲ့သူတို့ရဲ့ရဇဝင်သားတွေနဲ့ပူပေါင်းပြီးမှမြန်မာနိုင်ငံကိုဖျက်ဆီးခဲ့တယ်ဆိုမှ ကျွန်တော် YouTube ပြောတာရှိတယ်အဲ့ဒါလေးတွေကိုခင်ဗျားတို့နားမထောင်သေးဘူးကျွန်တော် link ချပေးမယ်ပေါ့နော် so တရုတ်အခုကကျွန်တော်တို့မြန်မာနိုင်ငံကိုတရုတ်အဆုံးပဲ help almost 400 help ကျွန်တော်အဲ့ဒီ link လေးကိုပြမယ်တစ်ချက်လောက် so အဲ့တရုတ်ပြည်ကကျွန်တော်တို့မြန်မာနိုင်ငံကိုအစုရကိုယ်တိုင်ကဖြစ်စည်းခဲ့တာနော်အခုကအစုရအစုရမကဘူးဗျာတရုတ်ပြည်တရုတ်လူတွေကလာပြီးမှကျွန်တော်နိုင်ငံကိုဖြစ်စည်းခဲ့တာအကျမရှိဒီ link လေးကိုတွေ့လား အဲ့ဒီ link လေးကိုသွားနာထောင်ပေးပါဘောနော်ဆိုတော့မလေးရှားမှာမြန်မာအရေးပါနိုင်မလားငီလေးတဲ့ I don't think မလေးရှားမှာမြန်မာအရေးပါနိုင်မလို့တော့ပါမယ်လို့တော့မထင်ဘူးပေါ့တော့ကျွန်တော်ဒါယူယူသားသားပြောရမယ်ဆိုတော့ဘာဖြစ်လို့ဆိုတော့ Trump ကမြန်မာအရေးကိုတိတ်ပြီးအာယုံဆိုင်တဲ့ဓမ္မတော်ဓမ္မအထင်းမှာမပါဘူးဘာဖြစ်လို့လဲဆိုတော့ US အတွက်လည်းမြန်မာကအဲ့လိုချီပါမှအချူအမျက်တွေပေးတဲ့နိုင်ငံလေးမဟုတ်ဘူးဆိုတော့ Trump ကတော့အဓိက ASEAN ကိုအခြေခံအဖြစ်ပေါ့နော်ဒီခြုံငုံပြအဖြစ်ပဲ သူ့ရဲ့ policy သူ့ရဲ့မူဝါဒတွေကိုချပေးချင်လောက်ယုံမရှိတယ်လို့ကျွန်တော်တော့ထင်မိတယ်။ဆိုတော့မလေးရှား Trump လာမဲ့ပွဲကြီးကတော့မြန်မာနိုင်ငံအရေးပါမယ်ဆိုတာကျွန်တော်ကတော့လုံးဝယုံဖို့ခက်နေတယ်ပေါ့နော်။ဆိုတော့ Trump ကတော့အဓိကအဲဆိုကျွန်တော်တစ်ချက်လောက်လိမ့်ချမယ်ဒါကိုကျွန်တော်တို့ကောင်းတော့ပြီးမှနားထောင်ပေးပါကျွန်တော်ဒီချထားတယ်။ဘာဖြစ်လို့လဲဆိုတော့ဘာဖြစ်လို့အဲ့ဒါကိုချပေးချပေးထားတာလဲဆိုတော့မြန်မာနိုင်ငံသားဖန်တမြအားလုံးကိုတည်ဆည်ခြင်းတယ် တရုတ်အစုအယကကျွန်တော်နိုင်ငံကိုဘယ်လိုပုံစံနဲ့ဖျက်ဆီးခဲ့တာလဲနံပါတ်1နံပါတ်2ကတရုတ်လူမျိုးတွေကမြန်မာနိုင်ငံမှာလာပြီးမှဘယ်လိုပုံစံနဲ့ကဘာကျော်ကဘာမှာနာမည်ပြအောင်လုပ်တာလဲမြန်မာရဲ့ပုံရိပ်ကြီးမြန်မာရဲ့ image ကြီးကိုဘယ်လိုပုံစံနဲ့နာမည်ပြအောင်လုပ်တာလဲဆိုတော့ကျွန်တော်မနစ်ကတင်ထားပါတယ်ကျွန်တော် link လေးဒီမှာချထားပါတယ်ဥပမာကျွန်တော်ထက်ပြဥပမာကျွန်တော်ထက်ပြပြမယ်ပေါ့နော် တည်တည်တဲ့လူတွေအတွက်ပူစိတ်ဝင်စားလို့ဆိုတော့ပူမူပြည့်စုံအောင်တွားပြီးမှကြည့်ကြပါအောင်ပေါ့ဆိုကျွန်တော်ပြောပြမယ်ပထမကြည့်ပါအောင်တရုတ်အစုရကမြန်မာနိုင်ငံကိုပထမအိုးဆုံးဘလို့ဖြစ်စည်းခဲ့တယ်ဆိုတော့ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံရဲ့တဘာဝပိုက်ဝန်းကျင်ကိုစွန့်ပစ်ဖြက်စီးလိုက်တာတရုတ်အစုရကနော်ဘာဖြစ်လို့လဲကျွန်တော်တို့မြန်မာနိုင်ငံမှာရှိနေတဲ့တတုတွေပြီးတော့ကျိုးတတုတွေထူးဖော်ပြီးတဲ့နောက်ပိုင်းမှာမင်းကြီးရင်းညစ်လာတယ် မေညစ်တွေထွက်လာတယ်။တိုးတွေပြတ်လာတယ်။သရိစာတွေတေးလာတယ်။တေတာခံတွေကနော်ပြဒနာဖြစ်ပြီးမှအဆက်ပြိုးရည်တွေကိုမအောင်မြင်တော့တာ။ဒါတွေအားလုံးကတရုတ်အစုရကဖြစ်စည်းတာနော်။ကချင်တောင်တန်းတွေထဲမှာကြည့်ပါအောင်။ Jet mine တွေကြောင့်နော်မီးနီအမစ်မင်းတွေပင်လယ်မင်းတွေကနေသွားတာအရေးတွေမတန့်တော့တာ။ကချင်မှာလည်း Jet mine ရှိတယ်။ရှမ်းပြည်နယ်မှာလည်းမေရှားတပ်တွေကြောင့်အကုန်လုံးကိုဖျက်ဆီးပေးခဲ့တာ။ ဒါကကျွန်တော်တို့ရဲ့တဘာဝပိုက်ဝန်းကျင်ကိုတရုတ်အစုအယကဘယ်လိုမျိုးပုံစံနဲ့ဖျက်ဆီးခဲ့တာလဲစဉ်းစားကြည့်ဒုတိယကပါလဲဆိုတော့တရုတ်ရဲ့စီမံကိန်းတွေကြောင့်မြန်မာပြည်သူလူထုတဲ့ဘာအကျူးမှမရှိဘူးဆိုတော့ကျွန်တော်ပြောပြချင်တယ်ဥပမာမင်းစုံရဲ့ project ကိုကြည့်ပါတရုတ်ကပြည်သူလူထုအတွက်အစုအမပြောနေတာပဲပြည်သူလူထုကဘာအကျူးမှမရဘူးဖြစ်နေတယ်လက်စစ်ပေးမယ်ဘာညာပေးမယ်ပြည်သူလူထုကအခုမြန်မာနိုင်ငံမှာလက်စစ်ပေးမပြောနဲ့ မလက်စစ်တောင်လာလာဖို့ခက်နေတယ်ရန်ကုန်မှာဆိုတော့ရန်ကုန်မှာလေတော့မှလက်စစ်တောင်မလာတာကွာမီးတောင်မလာတာကွာတရုတ်ကအကုန်လုံးယူသွားတာဒါတွေအားလုံးတရုတ်ကအစုရကကျွန်တော်တို့နိုင်ငံကိုလာပြီးမှဖျက်ဆီးပလိုက်တာတရုတ်ရဲ့ရင်းနှီးမြှုပ်နှိုင်မှုကမြန်မာစစ်ပွဲရေးကိုအကုန်လုံးထိ ंछ ုပ်သွားတာနော်တရုတ်ကသူတို့မကြိုက်ဘူးဆိုတော့အော်စီလိုင်းပိတ်မယ်ကက်စလိုင်းပိတ်မယ်လမ်းကြောင်းပိတ်မယ်စိတ်ကားလမ်းပိတ်မယ်ချင်းချောက်တာပဲကျွန်တော်တို့မြန်မာနိုင်ငံရဲ့စစ်ပွဲရေးအများသောအဖြစ်တော့တရုတ်ကထိ ंछ ုပ်သွားတာနော် တော့ကြောက်ဖြူရခိုင်ပြည်နယ်ကြောက်ဖြူ90ရခိုင်နှုတ်ထက်ကတရုတ်ကယူသွားတာတော့ဒါတရုတ်အစုရကဖြစ်စည်းတာတော့တရုတ်အစုရကမြန်မာနိုင်ငံကို ဖြစ်စည်းတဲ့နီလန်းတွေကိုပြိုပြတာတော့တော့ပြီးတော့တရုတ်ရဲ့ဇဝင်သားတွေကောင်ကမြန်မာနိုင်ငံမှာလာပြီးမှပါလေ online scam လုပ်တာကဲအစုရကကျွန်တော်နိုင်ငံကိုဖြစ်စည်းယူတာမကဘူးတရုတ်ရဲ့ဇဝင်သားတွေကကျွန်တော်မြန်မာနိုင်ငံမှာလာပြီးမှ မြန်မာနိုင်ငံကိုကဘာမှနာမည်ပြက်အောင် image ပြက်အောင်ဖြစ်စီပလိုက်တာတော့ကျွန်တော်တို့နိုင်ငံကိုခွေးဘဝလောက်တော့ခွေးဘဝရောက်အောင်သူတို့ကလုပ်တာအစူရနဲ့တရုတ်နိုင်ငံရဇဝင်သားတွေပေါင်းပြီးမှကျွန်တော်တို့နိုင်ငံကိုခွေးဘဝရောက်အောင်လုပ်သွားတာအစူရကကျွန်တော်တို့ကျွန်တော်တို့နိုင်ငံကိုအကုန်လုံးဖြစ်စီတဲ့ပြင်အခုသူတို့ရဲ့ရဇဝင်သားကောင်တွေကိုမြန်မာနိုင်ငံမှာလာပြီးမှဗာလဲ sex trafficking လုပ်တယ် လူကုန်ကူမှုတွေလှုပ်နေတယ်။ဖောင်းခူတွေလှုပ်နေတယ်။လူတွေကိုဖမ်းပြီးမှအထင်အတမလှုပ်ခိုင်းစေတယ်။ပြီးတော့ဘာဖြစ်သေးလဲ။ online ကနေလူလင်လင်မှုတွေလှုပ်နေတယ်။ဟိုမနေ့တနေ့ကကျွန်တော်အချိန်ပေါင်းများစွာပြောတယ်။ Belarus အစူရောမလေးကူမတပ်ပြီးမှသူ့ရဲ့ကလီစာကိုပါထုတ်ပလိုက်တာ။ကဘာလုံးမှာမြန်မာနိုင်ငံအကြောင်းတွေပဲအကုန်လုံးကရေးလာတယ်။မြန်မာနိုင်ငံဆိုတော့လုံးဝနာမည်စူးပြီးမှကုန်တိတ်ခါမရှိရဆရာမရှိတဲ့နိုင်ငံတခုဖြစ်လာကြတယ်။ဒါရင်အားလုံးကဘယ်သူလက်ချက်လဲ။စာတဖြစ်ပေါ့နော် ဒါတွေအားလုံးကိုကျွန်တော်ရဲ့ YouTube မှာမနေ့ကပြောထားတာရှိတယ်။သွားပြီးမှအကြည့်ပါကျွန်တော် link ဒီမှာချပေးထားတယ်ပေါ့နော်။ဒါ link ချပေးထားတယ် link မှာသွားကြည့်ပါ comment မှာကျွန်တော် link ချထားပေးတယ်ပေါ့။ All right ။ကျွန်တော်တို့လည်းပဲကျွန်တော်ရဲ့ podcast ကိုအဆုံးသတ်ပြရစေ။နေ့လေးပိုင်းလောက်ဒါမှမဟုတ်တော့ညနေပိုင်းမှာပဲပြန်ဆုံမယ်ပေါ့နော်။ YouTube ကိုသဘောကျတယ်ဆိုတော့ subscribe လုပ်ပေးချင်တာအပြင်အားပေးလို့